ဟယ်လိုအားလုံးပဲမင်္ဂလာပါ Sport Channel ရဲ့ Facebook Page နဲ့ YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်အာဒီနေ့ပွဲပြီးသုံးသချက်လေးကျွန်တော်လုပ်ပေးမယ့်ပွဲစဉ်ကတော့အာ Chelsea နဲ့ Sunderland တို့ရဲ့ပွဲစဉ်တို့ပဲဖြစ်တယ်အာဒီ Chelsea နဲ့ Sunderland ကဒီပွဲကကျွန်တော်ကျွန်တော်ခမန်းနဲ့ရလာနေတယ်လုံးဝပြောင်းပြန်ဖြစ်သွားတယ်အာကျွန်တော်ဒီဘောလုံးဒါဘောလုံးလို့ခေါ်တယ်ကျစီဖန်နေဝဲမနေနဲ့ဒါပေမဲ့ नॉ လာမယ့်ပွဲတွေမှာပြန်နိုင်မယ်ဒီပွဲကကျွန်တော်အစဆုံးကြောက် ်ဘောလုံးရဲ့ရတာဆိုတာအဲ့ဒါချယ်ဆီဖန်နေဒါမျိုးစိတ်စိတ်ဓာတ်ကြရမလို့ကျွန်တော်ခမနာက2-1မဟုတ်စင်ဟာ3-1လောက်နဲ့9-1လောက်လို့ကျွန်တော်ထင်တာအင်ကွမ်းဖြစ်လို့ချယ်ဆီအင်ကွမ်းဖြစ်လို့နိုင်မလို့ထင်တာကျွန်တော်ထင်တဲ့ဟာနဲ့လုံးဝအဆန့်ကျင်ဖြစ်ဖြစ်သွားတာ2-1နဲ့ဆန်းသလားနိုင်သွားတယ်ဆိုတော့ကျွန်တော်တကယ်အာသွားတယ်ကျွန်တော်လန့်သွားတယ်ဟာဘလိုလဲဟာပေါ့ကျွန်တော်ဒီချယ်ဆီကိုကျွန်တော်ကြည့်ရမှာဆိုရင်ချယ်ဆီကတိုက်စီကနောက်တန်းမှာကျွန်တော်တို့ပြောပြောနေတယ်နောက်တန်းကချယ်ဆီမှာ ်လိုနေတာတကယ်ခေါင်းဆောင်မှုရှိတယ်ခေါင်းဆောင်ကောင်းတယောက်နောက်တန်းအထိုင်မှာအာလီဒါရှစ်ပြီးွားတယ်ဟိုဟာနောက်တန်းတယောက်လိုတယ်အတွေ့အကြုံရှိနောက်တန်းတယောက်လိုတယ်အဲကျွန်တော်ရင်းတော့လည်းပြောတာနော်ကျွန်တော်ဒီ Chelsea နဲ့ပတ်သက်ပြီးမှကျွန်တော်ရင်းတော့ပွဲချိုးသုံးသားချက်တွေမှာပွဲပြီးသုံးသားချက်တွေမှာကျွန်တော်ပြောတယ် Chelsea မှာလိုအပ်တာအဲနောက်တန်းတကယ်အတွေ့အကြုံရှိတယ်နောက်တန်းတယောက်လိုတယ်ပြီးရှင်အာအန်ဆိုမာနက်စကာက ဂျာဂိုဘက်ထရိုကိုအထောင်မှမထားရတာအဲ့ဒါပြဿနာအခုဒီ Chelsea ကွန်းလေအနေထားနဲ့အာအန်ဇိုဖာနန်ဒက်နဲ့ဂိုက်စီတို့ရဲ့ကွန်းလေလုံအားနှုံးနဲ့သူတို့ရဲ့ပေးဖို့မှုနဲ့သူတို့ရဲ့ဘတ်စ်တွေနဲ့အနေထားနဲ့ဆိုရင်ဂျာဂိုဘက်ထရိုကိုအန်ဇိုမာရက်စကာအနေနဲ့အထောင်မှလုံအားထောက်ထားတဲ့ပွဲတစ်ပွဲဖြစ်တယ်အခုကအန်ဇိုမာရက်စကာကဒီအာဂျာဂိုဘက်ထရိုကိုအထောင်မှမထားဘဲနဲ့ဒီဒီဆယ်လိုနေရာမှာဆော့ခိုင်းတယ် ဆိုတော့အဲ့ဒါကျွန်တော်ကနေကျွန်တော်ဟိုချက်စီဘာနဲ့ဘလို့မြင်နေတော့မသိဘူးကျွန်တော်အမြင်တော့အဲ့ဒါပြဿနာမဟုတ်ဘူးကျောက်ဘက်ထရိုကဒီအဲ့တဆယ်လို့နေမှာဆော့နေတယ်မှန်တယ်ဒါပေမဲ့အခုသူအန်ဇိုမာစကာထားတဲ့ Q နော် Q Q ဒီအာလူငယ်တိုက်စီမှုလေးအဲ့ Q ဟိုကနေရာထက်တူထက်တော့ကျောက်ဘက်ထရိုကတူအားလို့အားလို့ရှင်လျှင်မြန်မှုဖြစ်လာမှုအတွေ့အကြုံအားစားဒီအချင်းဟိုကွန်လေကမျောလုံးတွေမှာဒီ long pass တွေမှာ ချိန်တိုင်းကိုက်ထွက်ဟိုနေရာယူမှုอ่ะစကြောက်ဘက်ထိုးอ่ะတာတယ်အဲ့ဒါကိုကြောက်ဘက်ထိုးကိုအန်ဇိုမာရစ်ကကအထောက်မှာမထားဘဲနဲ့တစ်ချေလို့နေရာမှာထားတော့နောက်ပိုင်းဘလိုဖြစ်လာလဲဆိုတော့အာကြောက်ဘက်ထိုးရဲ့ပုံစံကဖန်ဒီဖန်လက်ဖန်ဒီရမယ်ရန်ကိုကမယ်အချင်းအချင်းနေကြည့်ပြီးမှတိုက်စစ်နေရလဲဝင်ပြီးမှတိုးရတာအနေထားအဲ့လိုဖြစ်သွားတာဆိုတော့အဲ့မှာပြဿနာကအဲ့မှာစတော့ကျွန်တော်တို့မြင်တယ်ချယ်ဆီဖန်လက်ဘလိုမြင်လဲ ဆိုတော့တောင်ပံမန်လည်းဒီကာနာချိုတို့အဲ့နက်တိုလို့ရှိတယ်နက်တိုလို့ပြောစရာမလိုကနာချိုလည်းလုံအောင်လုံအောင်ကောင်းတယ်နက်တိုလည်းပြောစရာမလိုလုံအောင်ကောင်းတယ်အာတောင်ပန်နေဖြစ်တယ်အတိကအဲ့တို့ရဲ့လုံအောင်နဲ့တို့ရဲ့ဒီအဖြတ်တင်ဘောတွေတို့ရဲ့ဒီကာ M size ဒီအထဲဝယ်မြပြန်ဝယ်ပြီးမှချိုးပြီးမှကမဲ့ပုံစံနေနေဆိုရင်ချက်စစ်တောင်ပန်လည်းပြောစရာမလိုတိုက်စစ်မှာကကျွန်တော်ဒီပြောတဲ့ဒီလူငယ်လေးကိုမတုံးပဲအဲ့ဒီဒီကိုမတုံးပဲ ਨੇ ကျွန်တော်ဒီကြာဘထိုးတော့မှဆိုရင်တကယ်ကိုကိုရနိုင်မဲ့လုံနေရှိတယ်လို့ကျွန်တော်ကမြင်တယ်ဆိုတော့ကျွန်တော်လည်းဒီ Chelsea ဘက်ကျွန်တော်ကြည်သေးတယ်ဒီလိုပွဲပြီးသုံးလချက်ကျွန်တော်လုတ်လုတ်ချင်တော့ကျွန်တော်ကြည်သေးတယ်ကြည်သေးချင်တော့အဲကြာဘထိုးတစ်ဆယ်လို့မှထားတော့ကောင်းတော့ကောင်းပါမယ်ထီရောက်မှုတစ်ဆယ်လို့မှထားတယ်အထောက်မှထားတာကြာဘထိုးကဘိုးမယ်ထီရောက်မှုရှိမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့အဲ့မှာပြဿနာကအဲ့မှာစရတော့ကျွန်တော်မြင်တော့နောက်ပွဲတွေမှာနောက်ပွဲတွေမှာ Chelsea ဖတ်တယ်မျောလိုက်ရမှာ အခုဒီအာဒီလက်နဲ့ဟိုအပါမာတို့အမြန်ပြန်လာပါစေလို့ဆုတောင်းကြအဲ့ဒါဆိုရင်ချယ်ဆီတိုက်စစ်ကလူမှန်နေရာမှာပြန်ဖြစ်သွားလိမ့်မယ်ပြန်ကောင်းလာမယ်ဆိုတော့တကယ်လို့ဘာမာတို့ဒီလက်တို့ပြန်လာလို့ရှိရင်အခုကြောက်ပက်ထရိုဆော့တဲ့10လို့နေရာမှာဘာမာဆော့လို့ရတယ်ဘာမာတကယ်လို့အဲ့နေရာဝင်ဆော့လို့ရှိရင်ကြောက်ပက်ထရိုကအလိုနဲ့အထောင်ပြန်ရောက်သွားလိမ့်မယ်ဆိုတော့ အဲ့ဒါဆိုရင်ကျွန်တော်ဖက်ဒရိုကအထောင်ရောက်လို့ရှိရင်ဘိုးဘီမှာထိအောင်မှုရှိတယ်ချဲစီတိုက်စီကဘိုးဘီမှာထိအောင်မှုရှိတယ်ကျွန်တော်ကြည့်တော့အရင်တော့ဒီနွေရဒီမှာဘွဲတော့ကကပကရာဖလာတော့ကနော်ကပကိုကြောက်ဘက်ထရိုကိုအထောင်ထားတဲ့ဘွဲစင်နဲ့တစ်ချဲလို့မှထားဘွဲစင်မျိုးကြည့်ကြည့်လိုက်ထက်တိုက်စီရဲ့ထိအောင်မှုထုံရှားမှုသူကိုချင်းချောင်းမှုတွေကြည့်ကြည့်လိုက်ကွာတယ်အဲ့ဟိုအန်ဇိုမတ်စကာအန်ဇိုမတ်စကာကဒီကြောက်ဘက်ထရိုကိုအထောင်မှထားရင်မှာ ကိုပါမာတို့ဒီဘယ်လိုရှင်အာဒီလေးတို့ပြန်ကောင်းလာလို့ရှင်တော့ချက်စီးဟာနိုင်ပွဲပြန်ရမယ်တို့ကျွန်တော်တော့ယုံကြည်တယ်ကျွန်တော်အဲ့လိုတော့မြင်တယ်ဆိုတော့ဒီတိုက်စစ်ဖြည့်တယ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 ်အခုဒီဆန်တာနဲ့ပွဲတော့ဆိုရင်တိုက်စစ်ကဖြည့်တယ်ဖြည့်တယ်ဒါပေမဲ့ကောင်တာပြန်ပတ်ပေါက်သွားတာချက်စီးဟာကောင်တာပေါက်တယ်ကောင်လာမာတို့ထင်းတစ်ချက်ချက်တို့အကောင်တာဟန်တာနိုင်တယ်မှန်တယ်ဒါပေမဲ့တချို့ချို့နေရာတွေမှာဟန်တာနိုင်တယ်အနေထားတွေတို့မဟန်တာနိုင်ဘူးအဲ့လိုနေရာတွေတွေ့နေရတော့ကျွန်တော်ပြောတယ်ချက်စီးမှာ ကွန်နော်ဆေးနောက်လည်းညီတာလူအပြည့်ဝလူငယ်နဲ့စုပယ်ထားတဲ့တင်တင်ဖြစ်တယ်ဒါပေမဲ့ leadership တကယ်ကောင်းဆောင်မှုကောင်းကောင်းဆောင်ကောင်းတယောက်နောက်တမ်းမှာလာကွန်လည်းမှာလာတယောက်လို့တယ်ဒီအာအတင်းရဲ့လိုအပ်ချက်တွေကိုနည်း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 အဲ့လိုပွဲဘယ်လိုပြောရမလဲမထဲမှာပဲနဲ့ပွဲရလာတယ်ပြောင်းလဲသွားချင်မှာကိုယ့်ရဲ့အတင်းသားတွေကိုစိတ်တမကြအောင်တော့အပြီးမှလို့ညွန်ကြနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်လိုတဲ့ချက်စီမှာအဲ့လိုတယောက်လိုတယ်ပြီးလို့ရှင်အခုဒီတန်ရသွားတဲ့ကိုဘမားနဲ့ဒီလိုပြန်လာပါစေလို့ပဲကျွန်တော်အမြန်ဆုတောင်းအောင်ချက်စီဖိုင်နော်အဲ့ဆိုတော့နိုင်ပွဲပြန်ရမှာတေချာတစ်ခုရှိရတယ်အဆိုမှာစကာနေနဲ့ဒီအရာတွေကိုမကြောက်ဆုံးသွားတယ်ဆိုတော့ဒီပြန်စဉ်းစားမယ်လို့ကျွန်တော်ထင်တယ်အကောင်းဆုံးပြန်လဲပြန်ပြန်အကောင်းဆုံးပြန်ပြင်ဆင်ပြီးမှနောက်ပွဲမှာပြန်လာမယ်လို့ကျွန်တော်မျှော်လင့်တယ်ဆိုတော့အာချက်စီပြိတ္တတွေနောက်ပွဲတွေမှာအာဒီကိုဘမားနဲ့ဒီလိပ်တို့ပြန်ကောင်းလာပါစေလို့ဆုတောင်းကြ တကယ်လို့ကိုဘက်မှပြန်ကောင်းလာလို့ရှိရင်ဒီကိုဘက်မှတစ်စလုံးနေရာဆိုရင်မှဒီအကြောက်အကြောက်ဘက်ထရကအလိုနဲ့ဒီဆေးအထောင်ရောက်သွားလိမ့်မယ်အဲ့ဒါဆိုရင်ချက်စီတိုက်စီကထီအောင်မှုရှိတယ်ကိုရဖို့လည်းတကယ်အခွင့်အလမ်းများတယ်ဆိုတော့เนาะအဲ့ဆိုတော့ဒီဒီပတ်မှာတော့ချက်စီကမထဲမှာပဲနဲ့ဆုံးအင်ကွက်မှာဆုံးသွားတော့ချက်စီဖိုင်တော့တကယ်ဝက်နေစရာကောင်းတယ်မထဲမှာတည်းရလာတည်တော့ဒီဘောလုံးမှာဘောလုံးမှာဒီလိုပွဲကြရှိတယ်ဖြစ်တတ်တယ်ဒီအဲ့အကြောင်းအနောက်ဘက်ဒီမှာအကောင်းဆုံးပြန်လာမယ်လို့ထင်နေတယ် ်ချယ်ဆီဖန်နဲ့ fighting ပြန်လာမယ်ဆိုတော့ပွဲပြီးသုံးနာချက်လေးရတော့ဒီမှာပဲရန်နာပြစီအားလုံးအားလုံးကိုကျေးဇူးတင်ပါတယ်